တွန်းညာရေပြည်သက်များအားလုံးမင်္ဂလာပါရှင်။စာရေးဆရာမစပယ်ဖြူနှုတ်ရဲ့မြောက်ဖျားကလွမ်းရသည်ဆိုတဲ့ဝတ်ထုလေးကို အပိုင်းဆက်နေနဲ့ဖတ်ပြပေးနေကြတာပဲဖြစ်ပါတယ်ရှင်။အခုဖတ်ပြပေးမှာကတော့အပိုင်း၅ပါရှင်။ဇွန်လတည့်ရ2003ခုနှစ်မမျော်လင့်မဲတောင်ကြီးကိုရောက်လာရတယ်။ ကျောင်းကဖွင့်မရက်ကိုနောက်ဆုတ်လိုက်တယ်လေဒီဘေးမှာအရေးကြီးဖြစ်လို့တဲ့တောင်ဆန်းစုကြည်နန်းလက်ခီးမှာနှောက်ရှက်ရင်ဖြစ်တာလို့ငါတို့ကြားရတယ်ငါမန္တလေးရောက်နေပြီမို့အိမ်ရစိတ်ပူတဲ့ပြန်လာမလားတဲ့ဒါမဲ့မပြန်တော့လေတပတ်နှစ်ပတ်လောက်နဲ့ငါမန္တလေးပြန်လာနေရမှာပေါ့ဖြစ်ချင်တော့မြမောကဒီနှစ်အရောက်နောက်ကြတယ်မေသွေငါရွှေစင်ရတော့မန္တလေးကိုစောရောက်တယ်နောက်ဆုံးတော့မြမောကခေါ်တာနဲ့ ၃ရောက်သားတောင်ကြီးရောက်ရတော့တာပဲကချင်ပြည်နယ်မန္တလေးရာလဲပြီးဘယ်မှမရောက်ဘူးတော့ငါအတွက်တောင်ကြီးမြို့ကပျော်စရာရင်းကြီးပဲစားကြရီကိုငါတော်တော်ကြိုက်တယ်ငါတို့တွေမြမှုအိမ်မှာပဲတဲရတယ်သူ့အမေချက်ကျွေးတဲ့ဟင်းတွေမယိုးနိုင်အောင်စားရတယ်သူ့အခန်းအကျဲတော့လေးရောက်ပူကက်အိတ်ကြတယ်စကားတထိုးကြတယ်နောက်ဆုံးနှစ်ကနောက်6လလောက်နေ ရောက်တော့မှဆိုတော့ရှေ့ရီးတွေတာမင်ကြတယ်ပြောတာပြောရတာ ။ចောင်းသားစိတ်တွေနဲ့ပဲတွေ့တော့ဘဝမှာဘာမှတော့ပူစရာမရှိတော့ဘူးလို့ပဲ။ဘလို့ပဲအတီပေါက်ပြောပြောဘေးလူတွေကနောက်တာနဲ့ဘာမှပြောလို့မရဘူးမတ်။ငါတို့ထဲကတယောက်ပြောရင်ကြံသုံးယောက်ကရှိတာပဲ။ဘာပြောပြောရှိနေကြတာပဲ။ဒီအချိန်လေးပဲဝအောင်ပြောထားလို့မမကတော့ပြောတာပဲ။ចောင်းသားဘဝဟာဘဝရဲ့ပျော်စရာအကောင်းဆုံးအချိန်ကို ပထမဆုံးနဲ့နောက်ဆုံးတွေ့ရတာပဲတဲ့။ အချိန်များသည့်ကျမတို့စီမျိုးစဉ်ကပင်တရွေ့ရွေ့ကွယ်လွန်ခဲ့သည်ရှိရာပျော်ရွှင်မွေးအချိန်များကပို၍ပင်အကုန်မြန်လေသလားမသိမနေ့တနေ့ကပင်တက္ကသိုလ်စတတ်ရသည်ထင်သည်ဟောအခုတော့နောက်ဆုံးနှစ်ဤပထမနှစ်ဝက်ကိုပင်ရောက်လာခဲ့ပြီပြီပြီးခဲ့သည့်ဒုတိယနှစ်ဝက်စာမေးပွဲပြုဆိုခြင်းကတော့ကျမအိမ်မပြန်ပြီမမတို့အိမ်တွင်သာထုံးစံအတိုင်းပျော်မွေ့နေသည်အဖေကိုလည်းနောက်ဆုံးနှစ်စာမေးပွဲပြီးမှပင်ပြန်လာမည်ဟုသတိပေးရသည် ဖဖေအတွက်ကတော့ကျမအိမ်ကိုမခင်တွယ်ခြင်းမှာအဆန်မဟုတ်တော့ပြီထင်သည်ကျမသည်ကျောင်းဖွင့်တော့လဲအဆောင်သို့ပြန်ရောက်လာသည် ပြောရလျင်တော့ပထမနှင်းကလေးကလက်တွဲလာရသောတငယ်ချင်းများနှင့်နေရသည်အဆောင်ခန်းကျဉ်ကျဉ်ကျွကျွလေးကိုပင်မမအိမ်ထက်ပို့၍နေပြောနှစ်လိုနေရပြန်သည်ဒီတစ်နှစ်တော့မေသွက်တွင်ပြောစရာပိုလာသည်မှာအိမ်ကကျောင်းပြည့်စဉ်နှင့်အိမ်တော်ချပေးရန်ကြံစီခြင်းပင်သူမျက်နှာမှာငုံမဲ့မဲ့ရောက်စကလေးကမှိုင်နေရှာသည် ချစ်သူရှိရလည်းမဟုတ်ပြောရတာမဝသေးဘူးဆိုပါလားကျမသည်သူ့ကိုဘယ်သူနှစ်သိမ်းရမည်မသိအိမ်ကစီစဉ်ပေးတတ်သည်ဆိုတော့ဒီလိုကိစ္စမျိုးကိုဘသူမှကြုံမှုကြသည်မဟုတ်အိမ်နှင့်ဒီအတွက်ပတ်သက်ရန်ဝေးစွာချစ်သူရှိသောမြတ်မောကအိမ်ကိုပင်အတိမပေးရသူကျမကတော့ချစ်သူမရှိသေးသူပေမဲ့အပြန်အလှန်စိတ်ဝင်စားရကဒီစာမေးဝန်းပြီးလျှင်အပြေပေးပါမည်ဟုဂရုစိုထားရသူတော့ရှိနေပြီ ရွှေစင်ကမူသူ့အပေါ်ချစ်မြတ်လို့သောအတန်းမွန်တငယ်ချင်းကြော်စွားကိုခင်မင်ရင်နှယုံအစင်ထံမပို့သေးသူကြော်စွားသည် အဆောင်လာလင်းလဲတယောက်ထဲပင်မလာရဲ့ရွှေစင်အစိုးအတိုင်းအ ਨੇ ဆုံးဘေးမှာတငယ်ချင်းတယောက်နှစ်ယောက်တော့ပါမအလဲလာနိုင်သည်ကျမသည် ပြင်ပမှအဆောင်ကိုပြန်ရောက်သည့်ညနေခင်းများ၌အဆောင်ဝင်းဝအုတ်ခုံတွင်ရွှေစင်ထံအလဲလာသောကြော်စွားနှင့် သူ့အပေါင်းအသင်းတို့ကိုတွေ့ရတတ်သည် များသောအားဖြင့်ရွှေစင်ထမလာသေးခြင်းစောင့်ဆိုင်းနေရတဲ့အချိန်တွေပါပဲသူကိုစပိန်မော်ကားစင်းကနှုတ်ဆက်ရတတ်ပါသည်ရထားဆိုင်နေပြီပေါ့အေးဗျာကျော်စွာကရီမောနေပါသည်သူနှင့်အတူပါလာတတ်သောတငယ်ချင်းတို့နှင့်မိတ်ဆက်ပေးရင်ပြုံးရွှင်နှုတ်ဆက်ရသည်တငယ်ချင်းမိတ်ဆွေပေါများသူမှုတစ်ချိန်နှင့်တစ်ချိန်သိမှတ်ရသူများလျာနာမည်များပင်ရောထွေနေသည်နောက်တစ်ချိန်ဆုံးလျင်နာမည်အသေးချာမှတ်မိတော့ပြီဖြစ်၍ အာနာပါနာသာပြုံးပြရပါတော့သည်တကြိမ်တွင်နော်ကျမတို့တငယ်ချင်းများဆုံရာရူဘီလဖဲ့ဆိုင်တို့ပါတငယ်ချင်းတယောက်ကိုအတူခေါ်လာသေးသည်တယောက်ကတော့အဆောင်ရှိရင်ဆုံဖူးရသူပဲပဲကြော်စွားနှင့်တမျိုးသေးသားဆိုလားသို့တော်နာမည်မမှတ်မိပြီစကားတည်းရဲ့ပြောစရာအကြောင်းမပေါ်ပေါက်ရသာတော်ပါသေးသည်နုံမို့ဆိုနာမည်ခေါ်နိုင်မီပဲမဟုတ်၍အာနာစရာနာမည်မှာတော့လင်းပါတယ်လို့ပဲမရေရနောက်ပိုင်းတော့ စုံစရာအကြောင်းအရာများစွာမရှိ၍ထိုထိုသောခဏတာဆုံရသူတို့သည် အမှတ်တညာ၌ဝေဝေဝဝတငယ်ချင်းတစ်ဖွဲ့သည်ရုပ်ရှင်များစွာတွေကလိုတော့တတွဲလည်းမဖြစ်ပါဘဲကြော်စွာတယောက်ကိုတော့ကျမတို့တစ်တိုင်လုံးရင်းနှီးနှစ်လိုခဲ့ကြသည်တငယ်ချင်းများနဲ့လည်းစိတ်ချနိုင်ပြီရွှေစင်ကမူအသည်းမာနိုင်စေသို့တော့တနေ့ကောင်းငင်ရန်တော့စဉ်းစားစားပြူနေပြီကြော်စွာအပြုံးရည်သည်လည်းတနေ့ထက်တနေ့တောက်ပါလာစေ ပြောရရင်တော့ကျမတို့ဒီတက္ကသိုလ်ကျောင်းသူဘဝ၌အချစ်နှစ်ကိုစီကုံကနည်းနည်းတော့ဆက်နေနေပြီ။မိသွယ်တယောက်သာကင်းကင်းနေတတ်သူ။သူကြတော့ဒီအဖြစ်ကြောင့်ရတာဘလို့မှတ်ချက်ချရလိမ့်မည်လဲ။တိုးတော့တက်သမျှမှတ်သမျှနဲ့တော့သူ့ကိုနှစ်သိမ့်ကြရပြန်ပါသည်။မနှက်ဖြင့်ဆိုတာနောက်တနေပဲတဲ့။ခုမစင်းစားသေးဘူးဆိုလား။နောက်မှစင်းစားမယ်ဆိုလား။လေယူးတုံတုံနဲ့မှစကားလန့်အိုဟာရာပြောတာလေ။အဲ့လိုစင်းစားဖို့ ရွှင်စင်းနှစ်သိမ့်စကားကိုကြားတော့မေသွဲကရည်သည်အေးပါဟဲ့ငါစဉ်းစားကြည့်ပါမယ်မြတ်မူကအခန်းနောက်တွင်တွေ့၍စဉ်းစားနေရကတက်စခန်းချပါသည်အေးရဘေးစားတယ်ဆိုတာဝမ်းသာစရာပေါ်ရဲ့နင့်ကြီးတော့ဝမ်းသာစရာလားငါမှပြင်ဒီလောက်စိတ်ညစ်စရာကောင်းတာမရှိတော့ဘူးဟဲ့နင်းမဲစဉ်းစားကြည့်အောင်နင်ကမိဘဘေးစားမှာမဟုတ်လားတနေ့နေ့လင်မယားချင်းရန်ဖြစ်ရင်တော့မိဘတွေကို ်အမေတို့ကြောင့်အဖေတို့ကြောင့်လို့ပြောပြီးဆင်းလို့ရတာပေါ့ငါဆိုဘဘသာရွေးထားတာရံပြစ်လို့အိမ်ဘွားဆင်းပြီးမိဘအိမ်ပြန်တက်ရင်တော့ဖနှောက်နဲ့အပေါက်ခံရမှာအဲ့ဒါပြောတာရည်တံများညံရပြန်သည်နေ့လည်နေခင်မို့အတန်ကိုထိမ့်မို့မလို့ငယ်ရွယ်သူများပင်မို့စိတ်ညစ်စရာဆိုတာကိုလည်းကြကြမခံကာယကံရှင်ကိုယ်တိုင်ပင်နောက်ရက်များ၌ရှိရှိမောမောဖြစ်လာပြန်သည် ရွှေစင်စကားကိုပဲအတည်ယူလေသလားမသိမြတ်မို့ဩဝါဒကိုပဲ နာခံလေသလားမသိပါဘူး။နာယီစက္ကန့်နံကမိနစ်သူ့ကူးပြောင်းသွားပြီးအချိန်ချိန်လဲပတ်သောနေရများကသိရွက်ကြွေသလိုပင်ကုန်လွန်လာပြန်သည်။ကြောင်းတက်ချိန်မှတက်လိုက်ကြသည်စားလုံလိုက်ကြသည်စားကြွတင်ကြည့်ကြသည်ဆိုသည်လည်းရှိသည်။အုံနောက်စေးသည်ဆိုကရွှေရှင်ုံပြေးတာလည်းမရှာ။အစာရင်ဖြစ်တာကတော့တနေ့၄၅ချိန်မက စကားဆိုလိုက်ရေလိုက်ကြသည်မှလည်းစာကြည့်ဝိုင်းနေမင်းတော်တော်ညံဒီလိုနဲ့ ကျမတို့ဇာမိပွဲဖြစ်ရသည်အင်ကိုပြန်ရနှုတ်ဆက်ကြရသည်ရင်ခုန်မိသူကိုကောင်းငြိမ်ခဲ့ရသည်ချစ်သူကိုဇာမိပွဲပြီးချိန်အပြည့်ပေးရသည်မို့တက်လက်စရဲပင်နှုတ်ဆက်ရသည်လို့သို့သောတန်ရုံးစင်ကတိတ်မနွယ်သေးသည်မို့လွမ်းစရာဟုတ်ထူးထူးခြားခြားမမည်ဒီလိုနှင့်အင်ပြန်ခဲ့ပါသည်နောင်သောအခါပြန်တွေ့ရသည်မှာထိုနှင့်ကြောင်းပိတ်ချိန်ကျမဘာကြောင့်များအင်ပြန်မိပါလဲအိမ်မပြန်ဖြစ်ရင် ဘလောက်များကောင်းမှာပါလဲကံစိုးမှုမောင်ကြသည်ဟု တင်စားနိုင်သော အဖြစ်များကြုံရမည်ဟုကျမသိလျင်အိမ်ပြန်ခဲ့ပြီမဟုတ်ပါထို့နှစ်ကအိမ်အပြန်လန်းသည် ကျမအတော်တော်မိသားစုနှင့်အထူးသဖြင့်အဖေနှင့်ကြောခိုင်းခွဲခွာခဲ့ရသည့်လမ်းလေးဖြစ်ခဲ့ပါသည်အိမ်တို့ကျမပြန်ရောက်ဒီမှာရှက်သက်တပတ်နှစ်ပတ်ကျော်ကြာမြင့်ခဲ့ပြီအရာရာအရင်အတိုင်းသာအပြောင်းလဲရမရှိ အပြောင်းလဲမရှိဟုထင်သည် ကံကြမ္မာကိုကျမကြုံမမြင်နိုင်သည်ထို့တနေ့ကတော့ကျမသည် အဖွားအိမ်ရောက်နေခဲ့သည် အဖွားအနီးတူတူကတော်ရင်သမီးငယ်လေးနဲ့စနောက်ကရှိနေခဲ့သည်နေခင်မရောက်တော့ကျမနည်းနည်းပြင်းလာသည်ဘိုက်ကလည်းစားလာသလိုခါတိုင်းတော့တော်ရင်အိမ်ကထမင်းဟင်းကိုပဲနှိုက်စားနေကြပေမယ့်အဲ့ဒီနေ့ကဟင်းကိုမကြိုက်မစားလို့အိမ်ပြန်မှပါပဲအယောက်ချိန်နေတော့ဒေါ်နူးနဲ့အရေးလေးကို အိမ်ဆိုင်ထဲတွင်တွေ့ရသည် ပြန်လာပြီဟုအတံမပြူပြင်သူတို့ကလည်းဈေးဝယ်အတော်ကြီးတယောက်နဲ့စကားပင်ရေပတ်မဝင်အိမ်မော်တို့ကျမတန်းတက်လာသည်အဖေကတော့အိမ်နောက်ဘက်တွင်ဝတ်ချမ်းပြားများအချောတက်နေသည်ကိုမြင်ရပါသည်ပထမတော့ကျမသည်အိမ်နောက်ဖက်မိဖို့ကန်းသို့တန်းတက်မမတ်သွားရမည်သို့သောအိမ်ငန်းထဲကအတံပလန်အချို့ကြောင့်အခန်းပယ်ရှောင်မိသည်အဆိုင်အဆိုင်သည်ကျမ၏ အိယာခေါင်းရင်းတွင်ထိုင်နေသည်သူသည်အရင်အရင်ကတော့ကျမတို့အခန်းထဲကိုဝင်တတ်သူမဟုတ်နောက်ပိုင်းတော့ကျမကလည်းရန်သိမ့်မချတော့ရအိမ်ပြန်ရောက်သည့်အချိန်အတွင်းတက်ခတ်ခတ်ဖြစ်နေပြန်ပါသည်ရှစ်တန်းကျောင်းသူအပြိုပေါက်အရွယ်ပေးမှုကျမအဝတ်အစားများကိုသူကစိတ်ဝင်စားတတ်ပြီအလားကုံများမှအစားခေါင်းစည်းကျိုးအစုံသူစိတ်ဝင်တစားစူးစမ်းခြင်းသည်ဂိုင်တွေကြည့်ရှုခြင်းသည်ကျမရှိချိန်များ၌အခါခါဝင်လာတတ်သည်စိတ်ကောင်းဝင်ရန်စူးစမ်းနေတတ်ပြီမို့ သူ့ကိုဘာမှအထူးတလည်းမဟန်ကြမီခုတော့ကျမကြောင့်မဲ့သူတစားစားရင်းတင်လာပေါ့သူ့လက်ထက်မှာတပ်ပုံတပုံနောက်ဆုံးနှုတ်ဆက်သည့်နေ့ကမှချစ်သူနဲ့လဲလှယ်ခဲ့သည့်တပ်ပုံဒီတပ်ပုံကိုကျမခေါင်းအောင်အောင်မှထည့်ထားမိတာပါဘာကြောင့်များဒီမျှဆက်ဆွရတာပါလဲကြာပါလို့နေရလဲဟမ်ကျမသူ့အနာလေးအဟုန်နဲ့မြန်သောအလင်းနဲ့တူကပ်လိုက်သည်သူကရီကျက်ကျက်နဲ့ထားရလိုက်ပါသည် ကောင်းအောင်အိမ်မလို့ဆွဲယူလိုက်တော့တွေ့ရအဆိုင်ခုပဲပြန်ထားတော့မလို့အဲ့ဒါမမရီစားလိုက်ရင်ဘာရီစားမှမဟုတ်ဘူးဟုတ်ပါတယ်ရီစားပါနောက်မှစာရေးထားသေးတယ်ချစ်တော်နယ်သူတဲ့အဆိုင်သိပါတယ်အဆိုင်ဒီဓာတ်ပုံကိုဂင်ထားစေပြုံးဆက်ဆက်အမှုရာကလည်းပြောင်းမသွားတဟိဟိရေသံပင်တိုးထွက်လာသည်ထိုကနာ၌ကျမချိန်မှထူပူနေပါသည်အဆိုင်ဒီလင်းအဖေတနည်းနည်းနည်းတည်တော်မီ တစ်ချိန်လုံးကလည်းသူ့အမေကပဲကျမကိုအချက်ရစေခဲ့သည် အဖေနဲ့ကရောက်ကစားဖြစ်စေခဲ့သည် ခုလဲသူ့သမီးကလာပြန်ကြည့်ပြီ အဖေကျမအပေါ်စိတ်ပြတ်အောင်ကြမ်းကြတော့မှာပဲကျမသည်ဒေါသအတွင်းနှင့်ပူလောင်လာပါသည်ဒေါသလွန်လင်းပါကူမမြင်တတ်သူမို့သူ့ကိုဆူဆူဝါးကြည့်ရင်ကစိတ်ရိုင်းဝင်လာသည်စိတ်ရိုင်းဝင်လာသည်ဟူသာသိလိုက်တော်သည်ထိုစိတ်ရိုင်းစိတ်မိုက်ကိုတော့မထိန်လိုက်နိုင်တတိဝင်လာသောအချိန်တွင်တော့ကျမလက်ထဲကို ဓာတ်ပုံပြောင်းရောက်နေပြီအဆိုင်သည်ကျမ်းမော်ရင် ခွခွေလေးလဲကြနေသည်သူသည်ထိတ်လန့်ကြယုံဟန်မပြေသည်မျက်ရည်တွေစီးကြလျက်ဂျမသူကိုလက်ပြန်ရိုက်ချလိုက်နေသည်ဂျမသည်ကိုလဝါကိုရောင်ဝါးဝါးကြီးကဘာလို့ရမည်မသိတဲ့နိုင်လွန်သွားပြီဟုသည်သည်သို့တော့နောက်ကြပြီဒီအခိုင်အိမ်မော်တို့အပြေးလွှားတက်လာသောခြေတံများကိုကြားရသည်ဓာတ်ပုံကိုပစ္စည်းအဟောင်းများစုထည့်သည့်ပလတ်စတစ်ခြင်းနဲ့ပစ်ထည့်လိုက်ရပါသည် ဘာဖြစ်တာလဲဘာဖြစ်တာလဲအဖေသည်ငိုရှိုက်နေသောအဆိုင်ကိုတလဲမတက်ရက်နေသောကျမကိုတလင်းကြည့်ကမေးနေသည်ဒေါသနှင့်လည်းမျက်နှာနှီးရဲတင်းမာစားပြုလာသည်ကိုတွေ့ရပါသည်ကျမပြန်မဖြေတချိန်ကဆက်ရိုင်းကဝင်လာပြန်ပြီမို့မျက်နှာမမာနှင့်ရက်နေမိသည်အကြီးလေးနှင့်ဒေါနူးကတော့မျက်စိပြက်မျက်နှာပြက်နှင့်ငီးနေကြသည် ဝင်မပါအဖေဒေါသကြောင့်ဝင်ပါရဲမည်မဟုတ်ထို့အခိုင်ကျမသည် ငါတယောက်တည်းဟုပင်တွေးမိတွေးရတွေးကဝမ်းနဲ့အငင်စားပြုတ်လာပါသည်။ဘာဖြစ်တာလဲလို့ငါမေးနေတယ်မိနွယ်။ဒီချိန်လဲပြန်မဖြစ်မီ။အဆိုင်ဘာဖြစ်တာလဲပြောစမ်း။အဆိုင်ကကျမကိုအလန်တကြားလှမ်းကြည့်လိုက်ပါသည်။ရုပ်ကြီးမဖြစ်။တွေ့ဝင်နေဟန်။အဖေငေါ့တော့မှပင်စကားထွက်ကြလာသည်။အဆိုင်ကမမရိုက်တာမမပစ္စည်းအဆိုင်ယူကိုင်းလို့။အဖေကကျမကိုလှမ်းကြည့်သည်။ ဘာပစ္စည်းမို့လို့လဲပြောစမ်းမအောင်ကိုညမကိုဒီလောက်ရိုက်လိုက်ရတာကျမသည်အဆိုင်ကိုအန်ဂျိလျက်စိုက်ကြည့်နေမိပါသည်ထင်းတဲ့အတိုင်းပဲပြောပြအောင်ပြောထွက်ပါပြီခုနေတာဓာတ်ပုံတပုံကိုကျမဖြေလိုက်ပြီဆိုရင်ပြဿနာသည်မိကိုကြွချောင်းလိုက်ပါတော့မည်အဖေမိတို့တုံ့ပြန်မိပေမမှန်းနိုင်တောင်းမတက်စေရောဘူးဆိုရင်ဘလို့လုပ်ရပါစိတ်ကလှုပ်ရှားတူဘူးလျက်အဖေမိဒီကိုကျမပြန်မဖြေမိသေးဘယ်သူဖြေရမည်မသိပဲ တွေ့ဝေစွာဆူယွန်စွာ မမအလှပြင်းနေဘူးလေအဆိုင်ဝင်ပြေတမ်းမှာကျမကိုချိန်၍တပြင်းချမိစီပါသည်အဖေကမှမရှုံးဒေါသကပိုပြင်းလာပေါ့အဖေမျက်နှာပို့၍ခက်ထန်နေရဲလာသည်ကိုမြင်ရသည်အဲ့ဒီအလှပြင်းပစ္စည်းလေးကိန်းတာဘာဖြစ်သွားမှာမို့လို့လဲဒီမာမိနွယ်နေဟာဥတလုံးတစ်ကောင်ကျလို့ကြင့်ကြံနေတဲ့သူမျိုးပဲနေ့မှနေ့အပ်တာပဲသိတယ်ညမဆိုတာလည်းမသိဘူးမိသားစုဆိုတာလည်းမတွေ့ဘူးတကောင်ကျွတ်ပဲ အကွာလဲတော်ပြီဟုတ်တော်နူးကမရေတရေဝင်၍ပြောပါသည်ဒီအတန်ကပင်ကျမစိတ်ကိုစွာလိုက်သည်တားသည်ဟုမထင်မဲဆက်ရှိန်မြင့်ပြီးသည်ဟုယူဆသည်ငကိုကပင်ဒီသားမိကိုတန်ရုံးစင်မတွေ့တတ်သောစိတ်အခံ၌တွေးဆမှုက ထပ်ပေါင်းသည်ကျမနှကန်းကိုတင်းတင်းစီမိသည်တကောင်ကျွမ်းဆူသောစကလုံးသည်ကျမအနီးတွင် ရောင်စုံဝစ်စုံများနှင့်လက်ပတ်ကခုန်နေသည်တို့ပင်လက်သီးကိုပင်ကြစ်ကြစုံမိပြီ အသက်လဲတုံရင်လျက်အခါများစွာကထက်ကြည်ကြဲလောင်လောင်တမီးကတကောင်ကျွတ်ပဲဟုတ်တယ်ဘာညမမှမရှိဘူးအဖေလည်းမရှိအမေလည်းမရှိတကောင်ကျွတ်ပဲဘာဖြစ်လဲအဖေမှာအဆိုင်ဆိုရင်တမီးတယောက်ပဲရှိရလို့ထင်နေရမဟုတ်လားဒီမိမကမွေးတယ်တမီးပဲတမီးလားနင်းနင်းဘာစကားပြောရလဲမိနွယ်အဲ့ဒီလိုမပြောဘူးနင်းကငါဘယ်နှခါပြောရမလဲနောက်ကသူ့ညမလို့ဘရောမလာမပြောနဲ့တမီးနဲ့လဲလာမပတ်သက်ကြနဲ့ပြောလေကဲလေဟူအဖေက တချက်အော်ကကျမကိုရိုက်ချလိုက်သည် အဖေလက်တစ်ဖက်မြောက်သွားသည်ကိုမြင်၏ပခုံးတစ်ဖက်ထုပူသွားသည်နှင့်ကြုံရ၏အားနှင့်ပေမို့နာကျင်ရသည်သို့သောပခုံးကအနာထက်စိတ်ကပူနာရသည်တမသည်လူကတစ်ချက်မျှရှိုင်သွားတော်လဲမလဲပြူအောင်ထိန်လိုက်ပါသည်မျက်ဤတစ်ချက်မကြနှကန်းကိုတင်းတင်းကြိုက်ထားသည်ခေါင်းလည်းမငုတ်မျက်လုံးအကြည့်ကိုတနေရာတွင်စိုက်ထားသည်ထိုနေရာတွင်ရှိနေသည်ကတော့အဆိုင်တမ၏အရှင် နင်းဒီလိုစိတ်မျိုးနဲ့ဒီအိမ်မှာဆက်မနေနဲ့မိနှွေနင်းသွားခြင်းဟာသွားတော့အေးနေခြင်းတပဆိုငါဆုံးမတာကိုလည်းအရေးလို့သွားမှာပါသွားမှာပါမနေစေခြင်းတဲ့နေရာမှာတမီတင်းရတောင်မနေပါဘူးအဖေသည်ကျမမျက်နှာကိုစူးစူးဝမ်းကြည့်လျက်ကျမဒီတစ်ချိန်တော့အဖေကိုရင်ဆိုင်ရင်းကြည့်နေမိပါသည်အမှန်တော့အဖေကိုနှုတ်ဆက်တော့အကြည့်မြတာပါကျမစိတ်အလိုရဘယ်နည်းနဲ့မှဒီနေရာရင်ဆက်ပြီးရက်တည်နိုင်တော့မျိုးမဟုတ်ကျမစိတ်ကို ကျမသာအတည်ဆုံးပါပဲညဘက်၌ပခုံးကအောင့်လာသည်စိတ်နှလုံးကထူထန်လာသည် မျက်ရည်ကျရသည်မှာ အရှုံးမှုထင်တော်လဲမျက်ရည်တပောက်ပောက်ကျသည့်အဖြစ်ကိုရွေ့ရမယနာကျင်မှုဒေါသစိတ်နှင့်တညလုံးကောင်းစွာ အိတ်မပြောနောက်ရက်တွင်တော့အရှိလေးကမျက်ရည်တဆန်းဆန်းနဲ့တားလဲပစ္စည်းပြင်နာကိုမရက်အဖွားကိုယ်တိုင်လာပြောလဲမလျှော့တော်နူးတို့သားမိကတော့မျက်နှာလေးငယ်လေးရဲ့ဝင်မပြောတာကျမဒေါသကိုစိုးရုံမို့ အဆိုင်ချင်းကိုနေဒီကိုမြင်တော့ခြေနှက်မိတာတက်တလုံးနာကျင်ပြီးကြံခဲ့ပါစေသူကြောင့်အိမ်မော်ကဆင်းရတယ်လို့အပြစ်မကင်းတဲ့စိတ်နဲ့ကြံခဲ့ပါစေတနိုင်စားတဲ့နည်းနည်းပူသောပစ္စည်းတို့နဲ့အိမ်မော်ကမနိုင်မနှင်းဆွဲလျက်စင်းတော့အကြီးလေးကမော်တော်စိတ်လိုက်ပူရန်ပြင်သည်အဖေကမူမနေ့ကလိုပင် အိမ်နောက်ဖက်၌ဝချမ်းများများတက်မြဲတက်လျက်မကြည့်ပါဘူးဟုစိတ်တင်းလျက်ကအဖေထံအကြည့်တစ်ချင်ရောက်သေးသည် အိမ်ဝိုင်းထဲကမထွက်ခင်နောက်ဆုံးအကြည့်ပဲမျက်ရည်ရွယ်ဝဲစာပြူလာတော့လဲအဖေကိုတော့ဒီနေရာကရှင်းရှင်းမြင်သာသည် မြင်သာခဲ့သည်နောင်ပဲသောအခါပြန်တွေးတွေးဝမ်းနဲ့နာကျင်ရသည်မှာတော့အဖေသည်ထိုနေ့ကကျမရှိရာစီတချမ်းမှပင်လှမ်း၍မကြည့်ခဲ့ခြင်းသာဖြစ်သည်ပိုင်းနဲ့ စက်တဘာ24ရက်2023ခုနှစ်ပြီးခဲ့တဲ့တစ်ပတ်လုံးလုံးဘာလို့ရမှန်းမသိပဲကိုတွေ့ဝင်နေခဲ့တယ်။အဖေဆန္ဒအတိုင်းအဆိုင်ရှိမဲ့နေရာကိုပဲရှာရတော့မလားတွေးနေခဲ့။တကယ်တမ်းပြန်စဉ်းစားတော့လေကိုဘက်ကတစ်ဖက်သက်မုန်းနေနာနေခဲ့တဲ့အတော်တွင်သူတို့ကိုအပေါ်ဘယ်တော့ငါမှမြစ်တာမပြတ်ခဲ့ကြတာတတိယလာသည်။အထူးသဖြင့်အဆိုင်ကငယ်ကလေးကကိုကို တွေ့ကတ်ချစ်ခင်နေတာမဟုတ်လား။အခုဆို သူ့ပဲနေရာကိုရောက်နေပြီလေ။ ။ဘယ်အစားလို့ရှာရမလဲကိုမသိဘူး။ကို့ခေါင်းတွေထူပူနေတယ်။ရှင်လန်းပူနေတယ်။မတွေးဘူးနေပေမဲ့နေတိုင်းဒီအကြောင်းနဲ့အထက်ထက်တွေးရယ်။ပထမတော့အဖေစိတ်ထဲရှိတဲ့အတိုင်းအဖေလှုပ်စေခြင်းတဲ့အတိုင်းလှုပ်ပေးလိုက်ဖို့ပဲတွေးတာ။နောက်ပိုင်းတော့အရေးအကြောင်းကြုံတဲ့အခါပုံဝှက်နေတဲ့တန်ရုံးစင်ကများကိုတင်ပြလေသလားမသိဘူး။ကိုအဆိုင်အတွက်စိတ်ပူထလာတယ်လို့လို့ပဲ။ဆစ်ဆောင်ပြေးနေရတော့ဒုက္ခဒုက္ခရင်းနဲ့ရင်ဆိုင်နေရတော့ သူအင်ကိုတစ်ချက်တစ်ချက်တရိယာမှာပဲသူ့အနှူကိုတမှာပဲအဖေကိုတမှာပဲပြီးတော့ကို့ကိုလည်းတရိယာရှာမှာပဲဒါကိုတော့ကိုအတက်သေးပါသည်စိတ်ရှုပ်ထွေးနေတဲ့ကာလမူလားမသိဘူးတငယ်ချင်းတွေရဲ့အတန်ကြားလိုက်ရရင် လူကအလိုလိုပေါ်ပါမယ်ပဲထင်နေတာအပူအပင်လျှော့ရဲမဟုတ်တာနည်းနည်းတော့နေသားမယ်ထင်တာပဲဒါပေမဲ့ကိုကစပြီးစပြီးမပြောချင်ဘူးသူတို့မှလည်းသူတို့အပူနဲ့ဆိုတော့ ကိုတရားဖုန်းဆက်လိုက်ကောင်းမှာပဲစိတ်ထဲတွေးနေတယ်။ညနေခင်းကချက်တငယ်ချင်းကဖုန်းဆက်လာတော့တာပဲ။ရွှေစင်ရင်လေ။တငယ်ချင်းလေးဦးလူဆောင်တက်ဆောင်ပြန်ဆောင်ကြသည်နေသည်။တကယ်တကယ်တော့ရှိသန်စကားသံများနဲ့ညံနေရမည့်အချိန်မျိုးပင်ဖြစ်ပါသည်။ဒီလိုမဆွဆောင်နိုင်သည်မှာနှစ်ချီကြာမြင့်ခဲ့ပြီမဟုတ်လား။ကျမတို့သုံးယောက်မှာရန်ကုန်တွင် အနေမြဲသည်။ရွှေစင်ကမူရန်ကုန်သို့ပင်ရောက်မလာဖြစ်သည်မှာနှစ်နှစ်နီးပါးရှိပြီ။ နောက်ဆုံးရောက်လာသည်ကတော့အားလည်းရဲ့အပြီးစင်ကာပူပြန်သည့်ခင်မွန်းတွေကိုလိုက်ပို့စင်ကဖြစ်ပါသည်။ခုတစ်ချိန်တွင်နှစ်နှစ်အတွင်းပထမဆုံးပြန်လည်ဆောင်စည်းမှုပင်တက်ရဲ့အေဂျင့်သောကော်ဖီဆိုင်လေးတွင်ကျမတို့ဆောင်ကြသည်။တွေ့ကြပြီဆိုကြဲကပင်သူတို့အားလုံးသည်ကျမကိုနှစ်သိမ့်ရန်အသင်းဖြစ်နေကြပါသည်။မနေ့ကတော့ရွှေစင်ကိုအကြံဉာဏ်တောင်းသည့်အနေနဲ့ဖွင့်ဟပြောပြပြသည်မို့ဒီနေ့အားလုံးတည်နေပြီ။ပထမတော့ရန်ကုန်တွင်အတူရှိနေပါရဲ့။ အတိနောက်ကြသည်ကိုသူတို့စိတ်ခွက်ကြသည်ဒါတော့ကျမ၏အတွေးခေါမှုပဲပဲပူပန်မှုကိုမမျှဝေလိုဘူးဟုစဉ်းစားခဲ့လေသည် ခုလဲကျမ၏ပူပန်တော့ကမှသူတို့ထံကူးစက်နေ၍အတွေးကိုစီနှင့်ငြိမ်နေသည့်အဖြစ်ကိုမြင်ရသည် စကားပြောပြန်လင်းလဲကျမအေးသာအရင်ကလိုရည်တန်စကားတန်များမစီဝေသည့်အတွက်ကျမအာနာစိတ်မကောင်းဖြစ်ရသည်တိတ်လို့ထုတ်ပြောလျင်တော့စိတ်မထင်သူကငေါငန်းမြည်ဖြစ်၍အသာငြိမ်နေရပါသည် ။တလားအောင်အရေးကြီးတဲ့ကိစ္စကိုနင်းနည်းနည်းတော့မပြောတာတော့လွန်ပါတယ်နွေရဲ့။ဖုန်းလေးလည်းဆက်လို့ရသားပဲ။ပြောလို့ရသားပဲ။ငါတို့လည်းဝိုင်းစဉ်းစားပြီးမှာပေါ့။မိသွယ်ကမြတ်မူကိုငဲ့ကြည့်လျက်ဆိုသည်။ငါလည်းစိတ်ညစ်နေလို့ပါဟာအတိတဲ့အတိုင်းတသက်နဲ့တကူဒီညီမကိုအရေးမလုပ်ဘူးတော့ခုလိုကြုံလာတဲ့အခါစိတ်ပူသလိုဖြစ်တာရဲ့အဖေဖြစ်စေချင်တာကိုလှုပ်ပေးချင်တာရဲ့တစ်ဖက် သူတို့နဲ့ဘရောမှမပတ်သက်တော့ဘူးလို့အပြောကြီးတာတော့ကိုစကားနဲ့ကိုညီအောင် မာနကြီးကျင်တာတစ်ဖက်ဖြစ်နေတာငါကိုယ်တိုင်ကတော်တော်တွေ့ဝင်နေတာဒါမဲ့နင်သွေးဆိုတာတော့မေ့ထားလို့မရဘူးလေနင်းညမကနင်းညမပါပဲမပတ်သက်လို့တော့ရတယ်မတော်ဆက်လို့မှမရတာပဲမြတ်မူစကားကြောင့်ကျွန်မပြင်သက်ဆိုင်မိပါသည်တမီးညမဟုအဖေသုံးတတ်သည်ကိုတတိယလာသည်ကျွန်မကမူညမဟုတကြိမ်ပင်သုံးနှုန်းဘူးသည်မဟုတ်တစိမ့်ဆန်ဆန်ခုတော့လေကျွန်မကိုယ်တိုင်ကညမဟုတွေးစားပြုပေးပြီငါပြောပြမယ်နွယ် ငါဝိုင်းမမှရှိတဲ့တာကရဒုက္ခတဲ့စကန်းကိုတခါတလေရောက်တယ်။တနိုင်တစ်ပိုင်းအကူညီလေးပေးဖို့တက်နိုင်တဲ့အခါပေါ့ဟဲ့။အဲ့စကန်းမှာတော့ရှမ်းလူမျိုးတွေရေးပဲ။အဲ့ဒီအမြင်ကွင်းကိုနေမြင်စေခြင်းနဲ့ဘာတခုမှကိုယ်အိမ်လိုမဟုတ်ဘူး။မပြေစုံတာတွေများကြီးပဲ။ဒါပေမဲ့ဒီလိုနေရာမှာမဖြစ်ဖြစ်အောင်နေကြရတာပဲ။မနေတော့လည်းမဖြစ်ဘူးလေ။သူတို့အိမ်တွေပြန်လို့မရသေးပဲ။နင်းညမလေးလည်းအဲ့လိုစကန်းတခုကိုမှရှိနေသူတို့လူဒုက္ခဒုက္ခတွေရင်ဆိုင်နေရမှာ။ ရွှေစင်ကစကားဖြက်လျက်ကျမကိုအခဲခတ်သည်။ကျမငြိမ်လျက်နားထောင်နေသူကိုမြင်မှစကားဆက်ပါသည်။နင့်အဖေနေရာလည်းစဉ်းစားအောင်။ तू တစ်သက်လုံးနေနေခြင်းသလိုနေနေသည်ဗျာဘာမှမပြောပဲအဝေးရာစောင့်ရှောက်နေရှာတာ။နင့်ကမပြောပဲဖြစ်ရင် तू ပြောမှာမဟုတ်ဘူး။နင်းစိတ်ကိုမသိတာလည်းမဟုတ်။ခုဟာဘလောက်တောင်ပူလောင်နေလို့ပြောရှာရလဲဆိုတာနင်းစဉ်းစားဖို့ကောင်းတယ်။ဟွန်းငါသိပါတယ်။ကျမလေးတန်းကခက်လေးလေးတူတူလျက်လျက် ဖုန်းဆက်လာသည့်တယောက်ကတဖက်၌ဖုန်းခွက်ကင်ထားသည့်အဖေပုံရိပ်ကိုအခုပင်ပြေးမြင်လာသလိုသမီးစီနောက်ထပ်မဆက်ပါနဲ့ကျမစကားတန်သည်အဖေအတွက်ထိရှာနာခြင်းမွေဖြစ်ခင်မည်။ကွယ်ရာ၌မျက်ရည်လဲကြာကောင်းကြမည်။တနုံနုံလဲထိကင်မဆုံးဖြစ်မည်။ဒီသူသောစာနာစိတ်ဝေခွဲမရစိတ်နှင့်ပင်လွန်ငယ်သောညစဉ်တိုင်းကောင်းစွာအိပ်ဆက်ပြောသည်မရှိပါ။ပြီးတော့ဒီစစ်အတွင်းမှာ အိမ်နဲ့အဝေးဆုံးဆစ်ရှောင်ရင်ဆုံးသွားတဲ့သူတွေလည်းရှိတာပဲမပြောအောင်ပြောကောင်းရင် တခုခုကြုံလာရလို့ညင်းညမလေးကိုနေတက်တက်လုံးမတွေ့ရတော့ဘူးဆိုရင်ဘလို့လုံးမလဲတခုခုဆိုနေနောင်နိုင်ရနေမှာတက်တက်လုံးဝမ်းနေနေရမှာရွှေစင်းမျက်နှာကိုငေးရင်မမပြောစကားကိုပင် ကြားအောင်လာရပါသည် မမကလည်းအဖေဆန္ဒကိုမဖြေလိုက်ရလေခြင်းဟုတတတာနောင်နာမရစေခြင်းမူဆိုသည် ခုလဲရွှေစင်းကအဆိုင်ဘက်မှတွေးကာဆိုနေသည် စင်စစ်တော်နောင်တဆိုရသည်ကျမနဲ့မရင်းနှီးသောစကားလုံးမျိုးမဟုတ်ပါသင်နှစ်အတွင်းအိမ်ပြန်လို့စိတ်အကြင်ကြင်ဝင်ဘူးသားပင်အကြီးလေးဆုံးမချိန်ပြန်သည်တစ်ခေါက်ကလွှဲ၏ထမရဘယ်နှနှစ်ကြာခဲ့ပါလဲခုနှစ်နှစ်ထမရဲ့ပြန်ရန်စဉ်းစားရင် တော်နူးမျက်နှာကိုမြင်အောင်မြန်သည်အဆိုင်ကိုတတိယသေးသည်တလွဲမာနာကလည်းလှုပ်ခတ်သေးသည်ဖခင်အပေါ်မိသားစုအပေါ်ရိုင်းဆိုင်ခဲ့မိသောအပြစ်များအတွက်နောင်နာကတပန်း မလျှော့လို့သောမာနာကတစ်ဖက်ခုတော့တွေ့ဝေချင်းကတကားခောက်လေးပြီငါပြောတာပြောတာနင်းစဉ်းစားတတ်မှာပါနင်းစဉ်းစားနေကြလို့ပဲငါ့ကိုဖွင့်ပြောတာပေါ့မဟုတ်ဘူးလားစဉ်းစားနေရပဲရွှေစင်ဒါပေမဲ့ဘယ်ရောက်နေမှမသိတဲ့လူဘလို့ရှာရမလဲဆိုတာရှိသေးတယ်အမှန်စကားနှုတ်ကထွက်ကြတော့ရွှေစင်ကကျမပကုန်းကိုလှမ်းဖက်လိုက်ပါသည်နင်းဘက်ကတေချိုင်းငါ့နောက်လိုက်ချင်လိုက်ခဲ့လို့ရတယ်မြကြီးနားမှာဆိုရင်ဘလို့ဆက်လို့မလဲဆိုတာဝိုင်းစဉ်းစားပြေးမယ်မယ်ငါမိတ်ဆွေကြီးရှိတယ် ငါလဲကူညီနိုင်တယ်ကဲမျောဝန်းသုံးဆောင်ကကျမကိုအကဲခက်လျက်ရှိပေမည်ကျမကမူရှေးကကော်ဖီခွက်ကိုငေးဆိုင်ကြည့်လျက်အတွေးဝင်နေသည့်အခိုက်ငေးမိငေးရငေးတတ်သည့်အကျဉ်တိုင်းဆက်ကူတွေ့ရများတဖြုတ်ဖြုတ်ကြွေသည်ကျမစိတ်ကလှုပ်ခတ်လျက်ပင်သက်ရှိလျက်ခေါင်းမော့လိုက်တော့ထင်သည့်အတိုင်းစိတ်ဝင်တစားစိုက်ကြည့်နေကြသောမျက်လုံးများကျမတစ်ချက်မျှပြုံးလိုက်ပါသည်ခုတော့လဲစိတ်ကတင်းငြိမ်သာပြူပြီး အေးပါငါလိုက်ခဲ့မယ်။ကျောင်းမှာခွင့်တင်ကြည့်မယ်။မရရင်အလုပ်ထွက်ခဲ့မယ်။ပြန်လာတော့မှပဲတခုခုစဉ်းစားတာပေါ့။အေးအဲ့လိုလှုပ်ဆန်းပါဟဲ့။တငငချင်းတစ်တိုင်းမှာရေတံများနဲ့အသက်ဝင်လာရပြန်ပါသည်။ကျမကိုနှစ်သိမ့်သောရေဟန်များ၊မှားထားသည့်မုန်နှင်ကော်ဖီတို့ကိုစားရမယ်။အခုမှပဲသတိရကြတော့သည်။တနင်္ဂနွေနေ့မှအေးအေးလူလူနေသည့်အချိန်ရသည်ကပင်ကျေးဇူးတင်စရာပါ။ကျမသည် စိတ်အနှဲငယ်များပေါ်ပါးစားပြလာသည်ကိုတိတိတသားပင် ခံစားလာရပါသည်။နှစ်များစွာချိန်နှောင်ထားသောကြိုးများကိုဖြုတ်ချလိုက်ရသလိုတွေးလုံးကတော့တွတွဝေတွေးလိုက်တာလွန်ပါရော။ဆုံးဖြတ်ချက်ချတော့လည်းမြင်မြန်ဆန်းဆန်းစိတ်မြန်သောဗီဇာကဒီနေရာမှာတော့ကူပန့်သားပင်။ငါအလုပ်ကိစ္စရက်မကြအောင်ပြီးမှဒီတော့လွန်ရောကျွန်ရောနှစ်ရက်မှသုံးရက်လို့သာမှန်ပြီးပြင်ထားပြီတော့။ကျမကောင်းညိတ်လိုက်ပါသည်။ရာသီဥတို့အင်းနေလိုက်ပြီဆိုသည်ကို ချက်လက်စာရဲ့တရိယာသည်စီစဉ်စရာထက်သူစရာများစွာသို့သောမြင့်ကြီးနာဆိုသည်ကလည်းကိုပြည်နယ်ရင်းမို့ကိုမရဘူးမသိကြွသောဒေသလည်းမဟုတ်သည်မို့ထူးထူးခြားခြားတော့ပူပန်စရာမရှိအဆအဆအစဉ်ပြေးလိမ့်မည်ဒီတို့ပင်မျောလင်းခဲ့ရပြီသည် ပကံထဲကလက်ကြံမုံတုံးကိုခရင်နှင့်ထိုးကအရသာခံဝါနေတော့မှပင်ဒီရံများတဲ့အရသာမခံဘဲစားပစ်သည်ဆိုရင်စားမိနေသည်ကို အမှန်ရတော့သည် ကျမဘလောက်များစိတ်ရှုပ်ထွေးနေခဲ့ပါလဲ။အေး၍လဲကောင်းစာမပြော။ကိုကံအားကောင်းလို့သာမလဲပြူတာဖြစ်မှာပဲ။အခုတော့လဲလမ်းစာတစ်ခုပေါ်ရောက်ပြီမို့စိတ်ကလမ်းသစ်လာပြန်သည်။ကော်ဖီအရသာပင်အေးအရင်ထက်တူတူချာချာကောင်းလာသလိုထင်လာပြန်သည်။ကော်ဖီဝိုင်းသည်အတိတ်ဇာလန်းများပြစ္ဆုတ်ပံကိုညှို့ပြသောပုံရင်များနှင့်အသက်ဝင်စားပြူလာပြန်ပါသည်။အိမ်နောင်ရေးစီရောက်ပြန်သည်။သားသမီးရေးစီရောက်ပြန်သည်။နောက်ဆုံးတော့မြတ်မွန်နှင့်ကျမကို အိမ်နာမပြုရကောင်းလားဟုသူတို့နှစ်ဦးကပူပန်သည်နှင့်အဆုံးသက်ကြရပြန်တော့သည်အသက်ပဲ30ပြည့်ပြီဟာငါတို့နင်တို့တိတ်နာမကြစေချင်ပါဘူးချက်မလို့ဆိုပေမဲ့တင့်တော်ရထင်လဲဆုံးဖြတ်ရွေးချယ်ပေါ့တဲ့တူမနေနဲ့နောက်တော့ချက်သွားမှာပဲဟုတ်ကေသွဲကဆိုပြန်သည် သူကတော့မိဘသဘောတူသူကိုပင်လက်ထက်ခဲ့သူ ကလေးညောင်မိခင်ဘွားနိုင် အိမ်တော်ရေးကလည်းအစဉ်ပြေနေသူပင်မြမုံနေကျမကမူ စက်သိမ်းမလှသောအချစ်ဇလံကိုပိုင်ဆိုင်ခဲ့ရ၍ပင်အချစ်ကိုစိတ်ကုန်ခံခဲ့သည်ဆိုမလားအချစ်ထံနောက်တစ်ချိန်လှည့်ကြည့်လို့စိတ်မရှိသေးသည်ကိုဝန်ခံရမည်။ကွဲပြတ်ကြတော့ခဏတွင်အသည်းကွဲသည်ဆိုရာထက်နာကြီးစိတ်နှင့်ပြိုလဲလိုက်ရတော့လေအချိန်တန်လျင်စိတ်နှလုံးကအသစ်ဖြစ်လာရသည်။မာနကပင်ဘဝကိုပို၍လင်းလန့်စေခဲ့သည်ထင်။ခုတော့လေကျမတို့နှစ်ယောက်လုံးဒီလိုစကားများကိုခပ်ပြုံးပြုံးနဲ့နားထောင်တတ်ပေပြီ။ အဲနင်ဖယ်ဆိုးလို့တော့ချစ်တယ်ဆိုတာတော့ပြီးအောင်ပြောနိုင်ပြီပဲ။မြတ်မူစကားကြောင့်ရည်စံများထွက်လာတော့မိသွယ်ကမျက်ဆောင်ထိုးပါသည်။နောက်တော့လေသူကိုယ်တိုင်မနေနိုင်ပဲပြုံးလာရသည်။ငါ့ကိုကိုကချစ်တယ်ဆိုတာပြောတတ်ဖို့ပြီးအောင်သိမိထားတာကိုကျန်တာတော့အရင်အတိုင်းပဲ။တခါတလေတော့ငါစကားမပြေတာကိုလူတွေပြုံးတိုင်းကြောင်းသောဘဝကိုတိတ်လွှမ်းတာပဲဟဲ့။ချင်းမယ်လို့ငါပြောမိတိုင်းနင်တို့ကိုလွှမ်းနေ။အေးဟဲ့ငါလဲမြကြီးနားမှာ အရှင်ရေစားတိုင်းနင့်ကိုတရိပ်ရပါသေးတယ်။သိပါလား။ခုမှပင်ကျမကြောင့်သူတို့တွေမပြောနိုင်ကြဘူးရဲ့လို့စိတ်မကောင်းဖြစ်ရသမျှပြေပြောက်ရပါတော့သည်။ကျမပင် နှစ်လူရွှင်လန်းစွာရီမောမိသည်။ဒီလိုချစ်သူခင်သူများနှင့်တွေ့ရဆုံရသည့်အခိုက်မှာတော့ဘဝကပျော်မွေ့ဝဲဟုဆိုခြင်းသည်။တောကကိုကျမကမဝေမျှတော့လဲသူတို့ကမျှဝေယူကြသည်။ပူပန်သူကိုပြုံးရယ်စေသည်။အချိန်တန်တော့လဲကျမတို့လမ်းခွဲနှုတ်ဆက်ကြရပြန်ပါသည်။ နေထိုင်ရာတိုက်ခန်းလေးစီတို့ပြန်ရောက်လာရပါသည် အခန်းတွင်တော့အခန်းဖော်နှစ်ယောက်ပြန်မရောက်သေးကိုယ်တိုင်အခန်းသားကိုဖွင့်၍ဝင်ခဲ့ရသည်အခန်းကမွန်းချက်ပိတ်လောင်နေသည်ခံစားရ၍ပြတင်းတိုင်းကိုလိုက်ဖွင့်မိသည် အဝတ်လဲသည်ဗရန်ဒါတွင် ထွက်ရမိသည် စီးစာကောင်းကင်ကိုတော့တိုက်တံများ၏အထက်၌တစုံတစမြင်နေရပါသည်လိမ္မော်ရောင်ရွှေအိုရောင်မီးခိုးရောင်တို့ရောဆွတ်သောအလားညနေခင်းနေဝင်ချိန်ဆိုအိတ်တန်းပြန်သောငှက်တို့ကို ဟိုဟိုဒီဒီနိုင်တွေ့ရတဲ့တိမို့အိမ်ငေးသူကျမအတွက်အလွမ်းရှူခဲ့မယ်။လွမ်းလျက်နဲ့အဝေးကငေးသူ ခုတော့အလွမ်းကိုကျမပုံဖော်နိုင်ပြီ။စိတ်ကရှင်းလင်းခဲ့ပြီ။ဆုံးဖြတ်ချက်တစ်ခုပြည့်ပြည့်စုံစုံချခဲ့နိုင်ဒီမှာဝမ်းမြောက်စပွဲနုမို့ဆိုကျမဒီလောင်ဆိုင်ကလွတ်မီမဟုတ်။ကို့ဘသာပိတ်လောင်ထားသောလောင်ဆိုင်ပဲ။ကောင်းကင်၌ငှက်သက်တိုက်တရွေ့ရွေ့ပြန်ဒီကိုမြင်ရသည်။နေဝင်ချိန်အလှသည် အလွမ်းနှင့်ရှင်လျက်ကောင်းကင်တွင်လင်းပါလာသည်။ အဆိုင်ရေဒီအချိန်ဆိုငှက်ကလေးတွေအိတ်တန်းပြန်ခြင်းရောငါငေးသလိုငေးနေပြီလားမြဲ့ရေရောကြာနေပြီလားခုတော့သူ့မြဲ့ရေများတုတ်တုတ်ပေးနိုင်မည်ခီးကိုကျမဆိုင်ရတော့မည်ဒီအကြောင်းအဖေထံဖုန်းဆက်ပြပြရင်လဲအတွင်းများဝိလင်နေငါတတိယလာပါသည် အဆုံးထိနားဆင်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်ရှင်။အပိုင်း၆ကိုဆက်လက်ဖတ်ပြပေးမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။